ဥကြုံမိုးထွန်းကိုလောက်ကျန်ရေးအစီအစဉ်တွင် ပါဝင်သူအပြည့်ရှိချောင်းဝန်ခံကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဥကြုံမိုးထွန်းကိုလောက်ကျန်ရေးအစီအစဉ်တွင် ပါဝင်သူမြန်မာနိုင်ငံသားရဲဟင်းစော်ကအပြည့်ရှိချောင်းဝန်ခံသည်ဟုအမေရိကန်အစိုးရရှေ့နေဒေးမီယန်ဝီလျံစ်ကထုတ်ပြန်သည်ယနေ့တရားရုံးမှာဝန်ခံခဲ့တဲ့အတိုင်းကုလဆိုင်ရာမြန်မာတပ်အမတ်ကိုအမေရိကန်ပိုင်နက်အတွင်ထိခိုက်ဒဏ်ရာရအောင်ဒါမှမဟုတ် လုတ်ကြံတက်ဖြက်ရေးအစီအစဉ်မှာရဲဟင်းစော်ပါဝင်ခဲ့ပါတယ်အခုသူ့အပြစ်အတွက်အမိန့်ချတာကိုစောင့်ရပါမယ်ဟုအမေရိကန်အစိုးရရှိနေကပြောသည်ကုလဆိုင်ရာမြန်မာတန်အမတ်ကို ထိခိုက်ဒဏ်ရာရစေရန်သို့မဟုတ်လုတ်ကြံတက်ဖြက်ရန်နယူးယောက်မြို့တွင်နေထိုင်သူမြန်မာနိုင်ငံသားရဲဟင်းစော်က2021ခုနှစ်ဇူလိုင်နေ့ ်ဩဂုတ်လအတွင်းအခြားသူများနှင့်အတူပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်က ဆိုသည် ထို့သို့ပူးပေါင်းကြံစည်မှုတွင်မြန်မာစစ်တပ်ကိုလက်နက်ရောင်းချသူ ထိုင်းနိုင်ငံရှိလက်နက်ပွဲစားတအူးလဲပါဝင်ကတန်အမတ်ကိုယာရုမှနှုတ်ထွက်စေရေးဖိအားပေးရန်သဘောတူခဲ့ကြပြီးနှုတ်ထွက်မပေးပါကလောက်ကျန်တက်ဖြက်ရန်လက်နက်ပွဲစားက အဆိုပြုခဲ့သည်ဟုဆိုသည် ထို့သို့သဘောတူပြီးမကြာမီမိုဘိုင်းဖုန်းမှတဆင့်အမေရိကန်ဒေါ်လာ၄000ကိုစည်ရန်အဖြစ်လွှဲပေးခဲ့ကြောင်းတန်အမတ်ကိုတိုက်ခိုက်သူများအနေဖြင့်ဒေါ်လာ1000ထက်လိုအပ်မည်ကိုရဲဟင်းစော်နှင့်ပူးပေါင်းကြံစီသူတို့ဆွေးနွေးခဲ့ကြောင်းတန်အမတ်ကိုတက်ဖြတ်နိုင်သည်ဆိုပါကပတ်စံထက်ရရေးဂျိုးပန်းပေးရန်ရဲဟင်းစော်ကသဘောတူခဲ့ကြောင်းအမေရိကန်အစိုးရရှိနေ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည် အမြင့်ဆုံးထောင်ဒဏ်၅နှစ်အထိကြာခံရနိုင်သည့်နိုင်ငံသားအရာရှိတဦးကိုအကြမ်းဖက်တိုက်ခိုက်ရန်ပူးပေါင်းကြံစီမှုအကြောင်းရဲဟင်းစော်ကဝန်ခံခဲ့ပြီးအဆိုပါမှုကိုတစ်စိတ်ရက်အတွင်းမိန့်ချမိဖြစ်ကြောင်းသိရသည်